တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပတ်ထမအိုးဆုံးအနေနဲ့ကျတော်တော်လာရဲ့ညီကိုမောင်မလည်းဖြစ်တဲ့ကျတော်တော်လာရဲ့ဒီချစ်မြနိုးရတဲ့အဆိုတော်လင်းလင်းနဲ့ချစ်တူဝေရဲ့တရင်နဲ့အရင်စချင်တာဒီတော်လာရဲ့ဒီအတွက်ရောမြန်မာပြည်မှာဒုက္ခရောက်နေတဲ့ပြည်သူလူထုတွေအတွက်ဆိုပြီးမှလင်းလင်းနဲ့ချစ်တူဝေဟာ သူတို့ကိုဖျားပေးထားတဲ့အတန်နဲ့တချင်းဆိုပြီးတော့ရန်ပုံငွေရှာပွဲကို US မှာကျင်းပတယ်။အဲ့တချင်းဆိုတဲ့အချိန်မှာချစ်တူဝဲနဲ့လင်းလင်းပြောခဲ့တာဟာသူတို့ညောင်ရဲ့ show အထဲမှာစစ်ခွေးတွေနဲ့ပတ်သက်တဲ့ဆွေမျိုးသားချင်းတွေစစ်ခွေးတွေနဲ့မကင်းတဲ့သူတွေကသူတို့ညောင်ရဲ့ show ပွဲကနေမှထွက်ပေးပါဆိုပြီးမှပြောခဲ့တယ်လို့ပြောတယ်။ဆိုတော့ဒီစကားနဲ့ပတ်သက်ပြီးတော့ဘောမတွေကလောင်ကျွမ်းနေတာဖြစ်တဲ့ပြီးတော့သူတို့ကဘာပြောလဲဆိုတော့ လင်းလင်းနဲ့ချစ်တူဝဲဟာသူတို့ညောင်ရဲ့ရှိုးပွဲကိုလာကြည့်တဲ့စစ်ခွေးတွေနဲ့တက်ဆိုင်တဲ့သူတွေကိုမောင်းထုတ်ခဲ့တဲ့အတွက်ကြောင့်မြန်မာပြည်မှာရှိတဲ့သူတို့ရဲ့ဆွေမျိုးသားချင်းတွေကိုလည်းမြန်မာပြည်ကနေမောင်းထုတ်ရမယ်လို့ပြောတယ်။ဘောမာတဲ့ဆိုတာကတော်ယုံတန်ယုံအရေးချင်းနဲ့မလိုမြတ်ဘူးဘောမာဖို့ရအတွက်သူတို့မှာအရေးချင်းရှိရတယ်။ သူတို့ကစဉ်းစားတွေးခေါ်မှုလုံးဝမရှိရဘူးအုံနောက်မပြည့်တဲ့သူတွေဖြစ်တယ်ဒီလူတွေကပဲဘောမလို့ရတယ်ပခုံးတစ်ဖက်ရဲ့ကြားမှာခေါင်းပေါက်ပေမဲ့လူဖြစ်မသွားဘူးပခုံးတစ်ခုရဲ့ကြားမှာခေါင်းပေါက်ပေမဲ့မြောက်လူဖြစ်တဲ့သတိဆန်တွေဖြစ်တဲ့အတွက်ကြောင့်သူတို့မှာစဉ်းစားနိုင်ခြင်းမရှိဘူးဆိုတော့အခုကျွန်တော်မြန်မာနိုင်ငံမှာလဲကြည့်ရအောင်ဥပမာကျွတ်ကအခန်းတစ်ခုကိုငားတယ်ဆိုလို့ရှိရင်တနင်္လာနေ့ညနေပိုင်း9:00နာရီကနေ10:00နာရီထိငားမယ်လို့ကျွတ်တော့ငားလိုက်တဲ့အခါမှာ ငါပေးတဲ့သူနဲ့ငါတဲ့သူနဲ့သဘောတူညီပြီးစာချုပ်ချုပ်လိုက်ပြီးဆိုလို့ရှိရင်အဲ့အခန်းကိုတနင်္လာနဲ့9နိုင်ကနဲ့10နိုင်အထိကြွပေးပိုင်တယ်ဒီဟောရဲ့ပိုင်ရှင်တောင်မှအဲ့အချိန်နိုင်ကိုသူမပိုင်တော့ဘူးဘာကြောင့်လဲဆိုတော့သဘောတူညီခြင်းကိုယူထားပြီးမှကြွကထိုက်တဲ့ပတ်စံကိုပေးထားပြီးမှငါထားတဲ့အတွက်ကြောင့်ကြွနဲ့သက်ဆိုင်တဲ့အခန်းဖြစ်တယ် ဆိုတော့အခုလင်းလင်းနဲ့ချစ်တူဝဲလဲထိုးနေလကောင်းပဲသူတို့ညောက်တချင်းဆိုဖို့ရန်အတွက်ငားထားတဲ့အခန်းဟာသူတို့ညောက်နဲ့ပဲဆိုင်တယ်သူတို့ညောက်လာစေချင်တဲ့သူကိုလာခိုင်းလို့ရတယ်လို့မလာစေချင်တဲ့သူတွေကိုမောင်းထုတ်ပိုင်ခွင့်ရှိတာဖြစ်တယ်ဒါပေမဲ့အခုမြန်မာနိုင်ငံဟာနင့်တို့စစ်ခွေးတွေပိုင်တဲ့နေရာလုံးဝမဟုတ်ဘူး မြန်မာနိုင်ငံကိုပိုင်တဲ့သူဟာမြန်မာနိုင်ငံမှာမွေးဖွားတဲ့ပြည်သူလူထုတွေအယောက်စီတိုင်းနဲ့သက်ဆိုင်တယ်ဒါကြောင့် US မှာသူတို့ညောင်ရဲ့တချင်းဆိုတဲ့အချိန်မှာလာကြည့်တဲ့စစ်ခွေးတွေကိုမောင်းထုတ်တဲ့အတွက်ကြောင့်သူတို့ညောင်ဆွေမျိုးသားချင်းကိုမြန်မာပြည်ကနေမောင်းထုတ်ရမယ်ဆိုနင့်တို့မရှက်ဘူးလားမင်း online ရဲ့အိမ်များထင်တယ်လို့နင့်တို့ကဟိုလိုကနေလို့မရဘူးဟိုလိုကနေလို့မရဘူးနင့်တို့မရှက်ဘူးလားချစ်တူဝဲနဲ့လင်းလင်းတို့ နိုင်ငံသားကိုသွားတော့ကလည်းပဲနင့်တို့ပြောလိုက်တာမှပက်ပက်ဆက်ဆက်ပဲနင့်တို့မရှက်ဘူးလားမြန်မာနိုင်ငံမှာပတ်စံရှိပြီးမှနာမည်ကြီးတယ်ဆိုလို့ရှိရင်အရင်တော့အချိန်မရွေးထွက်လို့ရတယ်ဆိုနင့်တို့ခွေးတွေတည်တယ်မလားနော်ဒါကြောင့်မို့ဟာဒီ20တော်လန်ရေးကြမှာပဲသူတို့ကဒီနိုင်ငံသားကိုထွက်သွားတာမဟုတ်ဘူးအချိန်မရွေးသူတို့ထွက်လို့ရတယ်ဆိုတာနင့်တို့မသားမြန်မာပြည်နင့်တို့ခွေးတွေပိုင်တဲ့နေရာမဟုတ်ဘူးဆိုတာနင့်တို့မသေးမချစ်မှတ်သားပါ နော်ရန်တော်ရထွက်တယ် ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့အခု19ရက်နေ့မှာထိုင်းမှာကျင်းပမယ့်အစည်းအဝေးနဲ့ပတ်သက်ပြီးတော့စစ်ခွေးတွေထင်လိမ့်မယ်အခုဒီထိုင်းမှာ လုပ်မဲ့အစည်းအဝေးထဲမှာမလေးရှား MP2 ကိုခေါ်တဲ့ဥစ္စာကငါ့ကိုအာဆီယံကနေမှတရားဝင်များဖိတ်ခေါ်ပြီလားငါတို့ကိုလူရများသွင်းပြီလားလို့သူတို့ထင်နေအောင်မယ် ါပေမဲ့အဲ့လိုမျိုးမဟုတ်ဘူးအခုဒီတစ်ခါခေါ်တဲ့ဥစ္စာက Channel News Asia ထဲမှာမလေးရှား MP ကနေမှရှင်းရှင်းနဲ့ပြောထားတယ်သူတို့ခေါ်တာကအခုဒီငလင်ကာလအသွေးမှာလူသားချင်းစာနာထောက်ထားတဲ့အကူအညီဒီကိုပေးဖို့ရန်အတွက်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပြောဆိုဖို့ရန်အတွက်ခေါ်တယ်ပြီးနောက်တစ်ခုကတော့ရရည်ပြစ်ခတ်ရက်စက April 2ရက်ကနေမှ22ရက်နေ့အထိလောက်ထားတယ်ဒီ22ရက်ပဲမဟုတ်ဘဲနဲ့တိုးပြီးမှလှုပ်ဖို့ရန်အတွက် တိုက်သွင်းဖို့ရန်အတွက်ခေါ်တယ်လို့ပြောတယ်အခုဒီဥစ္စာကိုထပ်ပြမမပြောခင်မှာဗီဒီယိုလေးတစ်ပုဒ်ကိုကျတို့နားထောင်ကြည့်အောင်နော်တမတော်အနေနဲ့ဧပယ်လ၂ရက်နေ့ရနေ22ရက်နေ့ထိပြက်ခတ်တိုက်ခိုက်မှုရပ်ဆဲထားတဲ့အချိန်မှာ EU များအနေနဲ့ပြက်ခတ်တိုက်ခိုက်မှုရပ်ဆဲထားတာကိုအခွင့်ကောင်းယူပြီးတမတော်စခန်းများပြည်သူလူနေအိမ်ကြီးများရပ်ကွက်များကိုတိုက်ခိုက်ခဲ့ရရှိပါတယ် KIA အနေနဲ့ဧပယ်လ23ရက်နေ့ည10:00နာရီလောက်မှာ ဗမော်မင်းလာရက်ကွက်မှာရှိတဲ့လူတွေအင်ဂျီတွေနဲ့တမတော်ရဲ့ကင်းစကန်းတစ်ခုကိုလာရောက်ပြစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။ KNPB KND ရဲ့အနေနဲ့ဧပြီလ13ရက်နေ့မနေ့9ရက်နေ့မှာပေါ်လခဲမှာရှိတဲ့လုံခြုံရေးစကန်းတစ်ခုကို drone နဲ့လာရောက်တိုက်ခတ်ခဲ့တာတွေ့ရပါတယ်။ KNU အနေနဲ့ဧပြီလ12ရက်နေ့ည12နာရီအချိန်လောက်နဲ့ဧပြီလ13ရက်နေ့ည9နာရီခွဲလောက်မှာထိထစကန်းကို ကျော်ပေါင်း90ကျော်လောက်ခေါက်တက်ခဲ့ခဲ့ပါတယ်။ဒီဘလ73ရက်နေ့နေ့လယ်တနားရီခွဲမှာမြင်းမူအလကပ်ပါမှာ PDF အဖွဲ့တွေကဒီအလကပ်ပါကြီးရွာမှာရှိတဲ့လူနေအိမ်ကြီးတွေနဲ့လုံခြုံရေးစခန်းတစ်ခုကိုလာရောက်ပစ်ခတ်ခဲ့ကြောင်းတွေ့ရပါတယ်။စလင်းဘက်မှာလည်းညနေ၄နာရီခွဲလောက်မှာပစ်ခောက်တောင်လုံခြုံရေးစခန်းကို drone နဲ့လာရောက်ပစ်ခတ်ကြောင်းတွေ့ရှိရပါတယ်။ဆိုမင်းလင်ကနေမှ KIAD ကပမော်မင်းလာဘက်မှာရှိတဲ့ ပြည်သူလူထုတွေရဲ့အိမ်တွေကိုဖျက်ဆီးတယ်ပြစ်လို့ရှိရင်စစ်ခွေးတွေရဲ့စခန်းကိုလည်းပစ်တယ်လို့ပြောတယ်ဒီတက်မှတ်၈၈ကခွေးကောင်းဆောင်ကစက်ခခ27ကိုပြောတယ် KIA ကနေမှငရုတ်ကိုဘုံနဲ့လာကျဲပါတယ်ငရုတ်ကိုတနတ်နဲ့လာပြစ်ပါတယ်လို့ပြောတဲ့အခါမှာဒီစက်ခခ27ကတော့ เอ KIA ดิดีโหลลาลงเตဆိုလို့ရှိရင်နွန်းတို့အလက်နဲ့ကြီးနေပြစ်ပါလို့ဒီလိုမျိုးအမိန်ချပစ်လိုက်တာဖြစ်တယ်ဆိုတော့တမရှစ်ရှစ်စစ်ခွေးတွေကလက်နဲ့ကြီးတွေနဲ့ KIA တွေကိုပြစ်တယ်ဒါပေမဲ့ KIA တွေကသူတို့ပြစ်တဲ့ဘက်ကိုမရှိတဲ့အတွက်ကြောင့်မြို့တွေထဲမှာအိမ်ဒီပျက်စီးသွားတယ်လို့ကျွန်မလုံခဲ့တဲ့သတင်းထဲမှာလည်းကျွန်မပြောခဲ့ပြီးသားဖြစ်တယ်ဆိုတော့အခုလဲထူနေလကောင်းပဲအခုဒီမင်းလာပြီသူအိမ်ဖျက်စီးတာကဘယ်သူလဲဆိုတာတော့ကျွန်တော်ပြီသူတွေအားလုံးသိပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မရှင်းတော့ဘူးဒါပေမဲ့အခုအဲဒီစစ်ခွေးတွေရဲ့စခန်းကိုလာပစ်တယ်လို့ပြောတဲ့အခါမှာ ကျတော့ကချင်ပြည်နယ်ကိုနေ့တိုင်းဘုံကျဲတယ်ဝါရစုကိုဆိုလို့ရှိရင်မနေ့ကလည်းနှစ်ကြိမ်နော်လေရင်နဲ့ဘုံလာကျဲသွားတယ်ပြီးတော့အခုဒီအင်းတော်ဘက်လည်းဘုံကျဲတယ်ပမော်ဘက်ဆိုလာမပြောနဲ့နေ့တိုင်းလို့လို့ဘုံကျဲတယ် အေယဝတီမြစ်တချမ်းဘက်မှာဆိုဝိုင်းမော်ဝိုင်းမော်မှာခလာရ58တခုပဲကျန်တော့တာဖြစ်တယ်အခုဆိုလို့ရှိရင်စခုံတင်ရင်းလဲသူ့ရဲ့ပြည်သူခွေးတွေကိုအများကြီးခေါ်ထားပြီးမှအဲ့မြစ်ကျနမှာလာစုတယ်နေ့တိုင်းလိုလိုဘုံကျဲတယ်ပြေလို့ရှိရင်တိုက်ပွဲဖော်ဆောင်ဖို့ရတဲ့ထိုးစစ်စင်တာဒီဟာနေ့တိုင်းလုပ်နေတာဖြစ်တယ်သူတို့ခြတိုင်းကျတော့ကထိုင်ဆောင်ရအောင်ကျတော့ကအယူမှမဟုတ်တာကျတော့ရထုတ်ပြန်ချက်မှလည်းပြောထားပြီးတာ ဧပြီလ၂ရက်နေ့ကနေ၂၂ရက်နေ့အထိလုံးဝထိုးစင်မစင်တော့ဘူးလို့ပြောခဲ့ပြီးပြီခန်းစစ်အနေနဲ့ကျမတို့ချတာဖြစ်တယ်အခုဒီမှာဇော်မဲလင်ကတော့ကျတို့ KIA KNU KNPPD PDF ကျတို့ကနေမှပြည်သူရှိတဲ့အိမ်တွေကိုလည်းပြစ်တယ်ပြီးရင်စစ်ခွေးတွေရဲ့နေရာတွေကို drop ပုံးတွေချတယ် drone တွေနဲ့ချပြီးမှတိုက်ခိုက်တယ်လို့သူဒီလိုပြောတယ်။ဘာကြောင့်မို့ဒီဇော်မဲလင်ကဒီစကားကိုပြောတယ်လဲဆိုတော့ အခုကဘာကနေမှသူတို့ကိုပြောတယ်နင်းတို့လေရင်ဘုံကျဲတာကိုနားပါဆိုပြီးမှခဏခဏပြောတယ်ပြီးလို့ရှိရင်အခုကျမနဘေးနားမှာတင်ထားတယ်ဒီဂျက်စီရာဒီ live ကို April တရက်နဲ့တုန်းကလွင့်ထားတာဖြစ်တဲ့ဒီထဲမှာဂျက်စီရာဘာပြောတယ်လဲဆိုတော့စစ်ခွေးရဲ့အမြိုက်ထဲကနေမှတက်တဲလေးကပဲအခုကေဆေရဲတွေလုံနေတဲ့သူတွေနဲ့ပူပေါင်းပြီးမှလုံနေတယ်။ဂျာနဲ့ခွေးရဲ့အများဆုံးကတော့လက်နဲ့ကင်နေကြတယ်လို့သူအဲ့လိုပြောသွားတယ်နော်။ဒါကတော့သူ့ရဲ့မြေပြင်မှာဆင်းပြင်းမှာ live လုပ်ထားတာဖြစ်တဲ့ဆိုတော့ကဘာကနေလဲတည်တယ်ဒီငလင်ထဲမှာစစ်ခွေးတွေမပါပဲနဲ့စစ်ခွေးတွေကတိုက်ခိုက်ရေးထဲမှာပဲပါနေတယ်ဆိုတော့ကိုလည်းကဘာကနေတည်လာတဲ့အတွက်အကြောင်းသူကတော့ထုတ် ဖို့ရတော့မယ်တော်လရဲဒီဘယ်နားမှာဘယ်နေရက်နဲ့မှာအတိအကျအခုတို့တို့ကလိန်ပြီးမှတို့ကလိန်ပြီဆိုလို့ရှင်လည်းအတိအကျတကယ်ဟုတ်တယ်လို့လို့တို့လိန်ရယ်ကြော်မဲလိန်ဒီလိုမျိုးရှက်ထွက်ပြီးမှဒါမျိုးလိန်တဲ့အတွက်ကြောင့်အခုကျမနဘေးနားမှာတွေ့ရတဲ့ Channel News Asia ထဲမှာပဲဗာပြောထားတယ်လေဆိုတော့เออซิควีดิกก็แล้วเป้จรตอลายเยดิกก็ดียายีปิ๊กขัดเย็ดเซชิงโกชู่ผ่องเด အဲကျတော့တော်လာရေးတွေလဲစစ်ခွေးတွေချိုးဖောက်တယ်ဆိုပြီးမှတယောက်နဲ့တယောက်ဆွဆွဲကြတယ်လို့ပြောတယ်တကယ်ကြတော့ဆွဆွဲဆရာလုံးဝမလို့တဲ့ကိစ္စဖြစ်တယ်ကျတော့တော်လာရေးတွေဟာဒီနေ့ဒီအချိန်ထိဘေးပီတူတီရဲ့အိမ်ကိုမြင်းမရှို့ဘူးဆိုတာလဲကဘာကတော့သိပါတယ်ပြီးနောက်တစ်ခုကတော့အာလေရင်နဲ့ဘုံကျဲတာဟာကဘာတိပီးတာဖြစ်တဲ့အတွက်ကြောင့်ဒီ UN ကနေမှလည်းဘုံကျဲတိုက်ခိုက်တဲ့ဥစ္စာတွေကိုနားပါမတ်လ28ရက်နေ့တုန်းကဂျာဇီရာအင်တာဗျူးထဲမှာလည်းသူပြောသွားတယ် 2021ကနေ2025အထိ၄နှစ်အတွင်းထဲမှာနင်တို့ war crime တွေအများကြီးကျိုးလွန်တယ်လို့လည်းဇာစီရာကအင်တာဗျူးကနေမှလည်းဇော်မဲလင်ကိုဒီစကားပြောသွားတာဖြစ်တယ်။အခုရှုပ်ရှုပ်ရှက်ရှက်ဖြစ်အောင်လူတွေကိုတကယ်ပဲဒေါ်လာရဲတွေလည်းပဲယာယီပစ်ခတ်ကို ချုပ်ပေါက်တယ်ဆိုတဲ့အဥ္စာကိုဖြစ်အောင်သူတို့ဘက်ကနေအပြစ်တွေရော့သွားအောင်ဇော်မဲလေရဲ့တာဝန်ဖြစ်တဲ့လူလိန်စကားကိုတော့ပြည်တစာမှ ပါဇက်ဆန်ဆန်နဲ့သူပြောသွားမှာဖြစ်တယ်။ဒါကိုတော့ကျမတို့တော်လရဲတွေလည်းအများကြီးတွန်းလှန်ဖို့လိုတယ်။ပြီးတော့မီဒီယာကနေလည်းပဲအများကြီးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကဘာတိအောင်ထုတ်ဖော်ဖို့ရန်တော့လိုအပ်လာပြီးဖြစ်တယ်။ပြီးတော့အခုဒီအင်ဒိုကနေမှဖန်ထားတဲ့တမ89ကတမမူး အောင်တဲ့ဦးကိုအခု NUG ဘက်ကနေမှစစ်ဆေးရေးလုပ်နေတယ်။သူ့ရဲ့ဝန်ခံချက်သူ့ရဲ့ပြောဆိုချက်ပေါ်မှာမူတည်ပြီးမှတရားစွဲသွားမယ်လို့ပြောတဲ့အခါမှာအခုကျမတပည့်နာမှာတွေ့တယ်နော်။အခုဒီခွေးတွေဘောမတွေကဘာပြောလဲ။ကျတို့ KIAD ဘက်ကနေမှတိတ်ကောင်းတို့လိုလိုနဲ့သူတို့ကိုအစာတွေကျွေးမယ်အင်တာဗျူးတွေလုပ်ပေးမယ်ပြီးလို့ရှင်တော့တတ်ပြစ်လိုက်မယ်လို့ပြောတယ်။တကယ်ဆိုလို့ရှိရင်စစ်ခွေးတွေနဲ့အတူဘောမတွေအားလုံးက တေထိုက်တဲ့သူတွေဖြစ်တယ်ငရုမလို့တာကဘာဥပဒေကိုလေးစားလိုက်နာပြီးတော့နင်တို့ကိုသမင်းကျွေးထားတာကိုပဲနင်တို့ဟိုကျေးဇူးတယ်နော်ကျတော့ KAID တကယ်ဆိုလို့ရှင် အခုဒီတမတ်မိုးက NUG လက်ထဲမှာရှိတယ်ဒါကိုကျတော့ KAID ကဒါမျိုးအမဲပြီးပြီဆိုတတ်ပြစ်လိုက်မှာပဲတတ်တင်ရင်တတ်လိုက်မှာပဲ ဒီစကားပဲပြောမယ်เนาะတကယ်ဆိုလို့ရှိရင်နင်းတို့ခွေးတွေကိုတော့လေရေတိုက်တာထမင်းတနတ်တာမှကျွေးဖို့မသင့်ဘူးရေတစက်မှတော့နင်းတို့ကိုတိုက်ဖို့မသင့်ဘူးဘောမတွေဘာပြောလဲဆိုတော့အခုဖမ်းရတဲ့တတ်မှတ်မူးတွေသူတို့ရဲ့ဘူကြီးတွေကိုကြတော့เนาะနီးမျိုးစုံနဲ့မင်းမဟုတ်တာတွေရောမင်းမေးပြီးပြီဆိုလို့ရှိရင်ကျွတ်တော့ကတတ်ပစ်တယ်လို့ပြောတယ်ဟုတ်တယ်ငိုတော့ကလူရိုင်းဖြစ်တဲ့အတွက်ကြောင့်နင်းတို့ကိုမေးပြီးတာနဲ့အကုန်တတ်ပစ်မှာနင်းတို့ကကဘာပေါ်မှာဆန်ကုန်မြေလေး နော်လောကကြီးထဲမှာမမွေးတဲ့မမွေးထိုက်တဲ့ကဘာပေါ်မှာအသက်ရှင်ဖို့မထိုက်တဲ့ခွေးတွေနင်းတို့ဖြစ်တယ် KIA တွေစောစောစီစီချက်ချင်းမတက်ပြတာတော့နင်းတို့ကံကောင်းတယ်လို့တာမှန်ဆိုတော့အခုတို့ကဘာကြောင့်မို့ကျွန်တို့ကိုမေးပြီးမှဒီလိုတတ်တယ်လို့ပြောတယ်လဲဆိုတော့အခုဖလားမှာဖမ်းရတဲ့ခွေးအကောင်နေရရှိတယ်လို့ပြောတယ်အင်းတော်မှာ190ဖမ်းမိတယ်ဒီ78မိုင်မှာ၄កောင်ဖမ်းရတာဖြစ်တယ်ဆိုတော့ ဖမ်းရတဲ့ခွေးတွေကအများကြီးရှိတယ်စစ်သုံးပတ်နေနဲ့ဖမ်းရတဲ့ခွေးတွေလည်းအခု300ကျော်သွားပြီ ပြီးတော့ လက်နဲ့ချတာတွေအခုဒီချင်း PDF ဒီမှာလက်နဲ့ချတာတွေရော can you ဒီမှာရောပြင် currency ဒီမှာရောလက်နဲ့ချတဲ့ဒီ April အထဲမှာပဲလက်နဲ့ချတာတွေတောင်မှအများကြီးရှိသွားပြီဆိုတော့လက်နဲ့ချတာနဲ့စစ်တုံးပတ်နေနဲ့ဖမ်းရတဲ့သူတွေကများလာပြီးအများဖြင့်ကတော့စစ်တပ်အသစ်ဆိုလို့ရှိရင်တော့ပေါ်တာဆွဲတဲ့ကလေးတွေ flat မှာဖမ်းရတဲ့ခွေးတကောင်ဆိုလို့ရှိရင်60နှစ်ရှိပြီ နော်60နှစ်တောင်ရှိတဲ့ခွေးတွေတောင်အခုရှစ်တန်းမှထွက်နေတယ်သူတို့ကနေမှဘလို့ထွက်ဆိုလာမလဲဆိုတော့ကိုတော့အခုစစ်ခွေးတွေတည်ပြီးသားပြီးတော့အခုဒီတက်မမုံအင်းတော်မှာဖမ်းရတဲ့ခွေးဆိုလို့ရှိရင်ဘလောက်အထိစစ်ခွေးတွေရဒုတ်လဲဆိုတာကျတော့အားလုံးတည်ပြီးသားဖြစ်တယ်27ဒေါ်လာရဲတုန်းကပြည်သူတွေကိုဘလို့နှိပ်စက်ခဲ့တယ်လဲဆိုတာတော့စစ်ခွေးမင်းအောင်လိုက်ရဲ့သဘောအတိုင်းအကြအသက်ရှင်ခဲ့တဲ့တက်မမုံဖြစ်တယ်ဆိုတာကျတော့သိနိုင်တယ်ဆိုတော့ဒီလူတွေကိုမင်းအောင် င်ကနေမှဘလိုမျိုးအမိန်အနာပေးပြီးမှလောက်ခိုင်းတယ်လေဆိုတာကတော့เนาะအခုသူ့ကိုစစ်ဆဲတဲ့ခါမှာပေါ်လာမှာဖြစ်တဲ့အတွက်ကြောင့်ဒါတွေကိုဖာထဲဖို့ရန်အတွက်ဇော်မဲလင်ကတော့အခုနဲ့တိုင်းလိုလိုသူရှစ်ထွက်ပြီးမှလိန်ပေးရတော့မှာဖြစ်တယ်ခဏတော့ကဇော်မဲလင်ပြောသွားတယ် PTF တွေကနေမှဆလင်းကြီးမှာရှိတဲ့အဲစစ်ခွေးစခန်းကိုလည်းပဲဝန်တိုက်တယ်လို့ပြောတယ်အခုဝန်တိုက်တာကြီးပဲမဟုတ်ဘူးအခုနင်းတို့ရဲ့စခန်းကိုမီးပါရှုတ်ခဲ့တယ်နော်မိနစ်20ပဲတိုက်ရတယ် ၃နှစ်ကျော်၄နှစ်ပဲရှိတဲ့ PDF ဒီတောင်မှနင်းတို့စစ်ခွေးတွေရဲ့စခန်းကိုမိနစ်20ပဲတိုက်ရတယ်ဆိုတာတော့နင်းတို့ကောင်းကောင်းပဲစဉ်းစားကြည့်လိုက်နော်နင်းတို့စီမှာတကယ်ပဲစစ်ခွေးတာဝန်ကိုထမ်းဆောင်ချင်တဲ့သူတွေရှိသလားဆိုတာပဲကြည့်လိုက်လဲနှစ်အောက်မှာပဲရှိတဲ့ PDF ဒီကနင်းတို့ standard army လို့ပြောတယ်နင်းတို့ခွေးစခန်းကိုမိနစ်20နဲ့ နော်ခွေးတွေတဲတဲ့စခန်းတွေမြှို့နိုင်တယ်ခွေးအကောင်၄ကောင်ကိုပါဖတ်မိတယ်ဆိုတော့တော်ယုံတယုံလက်စွမ်းရည်နှလုံးရည်မရှိဘူးဆိုလို့ရှင်ဒါမျိုးမလုပ်နိုင်ဘူးဆိုတာနင်းတို့သိပါတယ်ဒါကို အခုဒီ session မှာမှရှိတဲ့ခွေးစခန်းကိုမိနစ်20နဲ့ပဲတိုက်ခဲ့တာမဟုတ်ဘူးနော် April 15ရက်နေ့မနေ့တုန်းကပဲနှထိုးကြီး စစ်ခွေးစခန်းကနေမှခွေးအကောင်နှကောင်ကအရက်ထွက်ဝဲတာအရက်ထွက်ဝဲတဲ့ဥစ္စာကိုကျောရတော်လာရဲတွေဘက်ကနေမှအနီးကပစ္စတိုနဲ့အဲတိုက်ခိုက်ခဲ့တဲ့အမှချက်ချင်းနှကောင်လည်းမတာပေါ်ပြီးမှသူတို့ယူဆောင်လာတဲ့လက်နက်ခဲယမ်းတွေကိုလည်းကျောရရရှိခဲ့တာပြည်တဲ့ဒါကိုအခုဒီကြောစွာဆိုတဲ့ဖပြုတ်ကောင်ကဘာပြောလဲဆိုတော့ အဲကင်းဆောင်နေတဲ့အချိန်မှာတဲ့လုံခြုံရေးယူနေတဲ့စစ်သားတွေကိုပြစ်ခတ်တယ်လို့ပြောတာနင်းတို့ကိုနင်းတို့တောင်မလုံခြုံတာဘသူကလုံခြုံရေးပေးတာလဲယွန်ဖို့ကောင်းတဲ့စကလုံးတွေမပြောနဲ့ဘသူကလုံခြုံရေးအခုနင်းတို့ကအမြဲတမ်းလုံခြုံရေးစခန်းလုံခြုံရေးစခန်းလို့ပြောရအောင်ဘသူကနင်းတို့ကလုံခြုံရေးပေးလို့လုံခြုံရေးစခန်းလို့ပြောတယ်လဲပြည်သူတွေကိုနင်းတို့လုံခြုံရေးပေးသလား ပြီးသူဒီနင်းတို့ကိုကြောက်လို့ပေါ်တာဆွဲမှာကြောက်လို့ကြောက်ကလေးတွေတောင်မှအဲနင်းရတကားကိုထွက်ပြေးနေတဲ့ဥစ္စာကိုနင်းတို့ကလုံချုံရဲဘာလုံချုံရဲလဲနင်းတို့ကိုနင်းတို့တောင်လုံချုံလုံလုံချုံချုံနေနိုင်တလားအခုနင်းတို့လုံချုံရေးစခန်းတွေကိုတိုက်ခတ်ရတယ်လို့ပြောတဲ့အခါမှာကိုကိုကိုတောင်လုံချုံအောင်မနေနိုင်တဲ့အစ်စ်ခွေးတွေကများသူများကိုလုံချုံရေးပေးတယ်။ဒါကြောင့်ဘယ်တော့မှနင်းတို့ရဲ့စခန်းကိုခွေးစခန်းလို့ပဲပြောဘယ်တော့မှလုံချုံရေးစခန်းလို့မပြောတဲ့နာကြီးတယ်။ ချစ်တဲ့တုံးတဲ့ခွေးကနေမှလူပလင်ပေါ်မှာဝန်တက်ထိုင်လိုက်တဲ့အခါမှာပြည်သူကြီးရဲ့စကားကိုနားမထောင်တဲ့အတွက်ကြောင့်တဘာဝဘဲအန်တယ်လေသူ့ကိုအများကြီးပေးတယ်ဒီမန်လေးမှာရှိတဲ့ Sky Villa ပြောကြတဲ့ဥစ္စာကိုစစ်ဘောမတွေကဘာပြောလဲဆိုတော့စစ်ခွေးတွေဘက်ကနေလဲစစ်ဆဲမယ်။ဘာကြောင့်လဲဆိုတော့ဒီ Sky Valor ကိုငလျင်တန်ခန္ဓာအောင်မဆောက်ဘူးလို့ပြောတယ်။ဆိုတော့အပြည့်စည်းထဲမှာနင်တို့ပြောတော့ဒုတိယလို့သာပြောပါတယ်။တကယ်ဆိုတော့နင်တို့ကပထမဖြစ်ပါတယ်နော်။ဒီလောက်ထိအပြည့်စည်းများတယ်။နင်တို့ဒီနေပြည်တော်ကိုခွေးတန်းရွှေစားဆောက်လာတုန်းကငလျင်နေနဲ့ပတ်သက်ပြီးတော့နင်တို့ကောင်းကောင်းလေးမစင်စားပဲနဲ့ဆောက်တာလား။သူများကိုအပြည့်မပြောနဲ့။ဆိုတော့အခုဒီလိုမျိုးနေပြည် ော်မှာငလင်းတန်းကြောင်နော်အိမ်ဒီပြိုပြက်သွားတာတွေအများကြီးရှိတဲ့အတွက်ကြောင်အခုနေပြည်တော်မှာရှိတဲ့ဝင်းကြီးရုံခန့်တွေအများကြီးကရန်ကုန်ကိုပြန်ပြောင်းမယ်တဲ့နော်တကယ်ဆိုလို့ရှင်တော့ရန်ကုန်မှာရှိတဲ့ပြည်သူလူထုတွေကိုတနာပါတယ်ရန်ကုန်ပဲပြောင်းပြောင်းဘဲကိုပြောင်းပြောင်းနင့်တို့ကြက်တဲမရှိတဲ့ခွေးတွေရောက်တဲ့နေရာမှာတော့လူတွေလည်းတပိတ်မောက်ပြီးပြီရာတီဥတို့နင့်တို့ကိုတပိတ်မောက်ပြီးနင့်တို့ကိုချတယ်နင့်တို့ရောက်တဲ့နေရာမှာအာတဘာဝဘဲအန်တီဒီလာမှာ ါကြောင့်နင်တို့ရောက်တဲ့နေရာမှာလွတ်မယ်လို့တော့မထင်နဲ့ကျတော်တော်လာရဲရဲ့ကြည်ကြီးကတော့နေရာမရွေးဘူးဆိုတာလဲနင်တို့အကောင်းကောင်းမှတ်ထားပါเนาะစက်တည်းမတော့အောင်တိတ်မပြောကြနဲ့ပြည်သူတွေအားလုံးကြမ်းမပြေရှင်ကြပါစေ